ဟယ်ရီကိန်းပြော်တာထက်တောင်ပိုပျော်ပေးနေတယ်မူလာကြီးဘရွန်ပရိသတ်ရဲ့ယင်ထဲမှာအမတ်တရဆွဲထင်စေမဲ့မြေခွင်းတစ်ခုကတော့ဘိုင်ယန်မြူနစ်တို့ဘော်ဒလီကချန်ပီယံဆုကိုတင်ပိုက်ပြီးအောင်ပွဲခံနေချိန်အဲ့ဒီအောင်ပွဲခံရဲ့အထူးခြားဆုံးခိုက်တဲ့နယ်တွေကတစ်ခုကတော့ဟယ်ရီကိန်းနဲ့သောမတ်မူလာတို့ရဲ့ဂျီနူးဝက်မြေခွင်းတစ်ခုပါပဲဟယ်ရီကိန်းတို့တော့ဒါဟာသူ့ရဲ့ဂလာမဘောကပထမဆုံးရရှိတဲ့ပြည်တွင်းလိချန်ပီယံဆုကြီးပါနှစ်ပေါင်းများစွာဆောင်ဆိုင်ရတဲ့အိမ်မက်တစ်ခုအမန်နီကယ်ဖြစ်လာတဲ့အချိန်မှာဟယ်ရီကိန်းရဲ့မျက်နှာမှာ PD ပြုံးနေဝေဆာနေတာကိုတွေ့ရမှာပါဒါပေမဲ့ဒီထက်ပိုပြီးအာအသိစရာကောင်းတာကတော့ဟယ်ရီကိန်းရဲ့အောင်ပွဲကိုသူ့ထက်တောင်ပိုပြီးဝမ်းတာနေတဲ့သောမတ်မူလာရဲ့တုံ့ပြန်မှုပါပဲ မူလာဟယ်ရီကိန်းရဲ့ဒိုင်းစုကြီးကင်မြောက်တာကိုကြည့်ပြီးအာဘာရီယာလက်ကုပ်တီကအော်ဟစ်အောင်ပွဲခံနေတာတကယ်ကိုကြည်နူးကြကောင်းတဲ့မြင်ကွင်းတစ်ခုပါသူတို့နှုတ်ကြကခင်မင်းရင်းညွှန်းမှုနဲ့စိတ်တူကိုယ်တူရှိတဲ့ချစ်ချင်ရင်းညွှန်းမှုကိုဒီခိုက်တဲ့နေကအကောင်းဆုံးပုံဖော်ပြသနေပါတယ်ဒီပွဲဟာမူလာအတွက်ဘိုင်ယန်မြူးနီးယားအိမ်ကွင်းမှာကစားခဲ့တဲ့နောက်ဆုံးပွဲဖြစ်တာကြောင့်ပရိသတ်တွေအတွက်တော့ခံစားချက်မျိုးမျိုးရောထွင်းနေမှာအမှန်ပါပဲနှစ်ပေါင်းများစွာအသင်းအတွက်နင့်နာခံခဲ့တဲ့ကစားသမားကြီးတူဦးကိုသူတို့ရဲ့အိမ်ကွင်းမှာနောက်ဆုံးမြင်တွေ့ရခြင်းဟာဝမ်းနည်းစရာလည်းဖြစ်တယ်လို့သူရရှိခဲ့တဲ့အောင်မြင်မှုတွေအတွက်ဂုဏ်ယူဝမ်းမြောက်စရာလည်းဖြစ်ပါတယ် ောဂျိတ်တွင်ကဟယ်ရီကေရဲ့ကောင်းတိုက်ကိုနဲ့ပတ်သက်ပြီးလဲမူလာရဲ့ဟာသညံရှင်နဲ့တုတ်ပြမှုကိုမြင်တွေ့ခဲ့ရပါသေးတယ်။အိုလိုက်ရဲ့ကံကြကြောင့်ကိုဝင်သွားတယ်လို့ထင်မြင်ခဲ့ရပုံရတဲ့မူလာဟာဟယ်ရီကေကိုလက်ညှိုးထိုးပြီးစောင့်နှောက်ခဲ့တာပရိသတ်တွေကိုရမောစီခဲ့ပါတယ်။သူ့ရဲ့ပွင့်လင်းပြီးပျော်ပျော်နေတဲ့ဇယိုက်ကြောင့်လဲမူလာဟာဘိုင်ယန်ပရိသတ်တွေရဲ့အချစ်တော်ဘဲကြီးဖြစ်ခဲ့တာအမှန်ပါပဲ။လာမယ့်ရာသီမှာမူလာမရှိတော့တဲ့ဘိုင်ယန်မြို့နယ်အတင်းဟာတခုခုလက်ဟသွားတယ်လို့ခံစားရမှသိကြပါတယ်။သူ့ရဲ့ကွင်းလင်းကဆွမ်းဆောင်ယူတယ်တယ်မကပဲအတင်းသားတွေပေါ်မှာထားတဲ့စေတနာတွေပရိသတ်တွေကိုဖျော်ဖြေပေးနိုင်တဲ့သူ့ရဲ့ဟာသညံတွေကိုလည်းပရိသတ်တွေကတတိယနေကြမှာပါ။ ဟာရီကင်းရဲ့ပထမဆုံးချန်ပီယံဆုနဲ့မူလာရဲ့ဂျီနိုအားရတဲ့အောင်ပွဲခံမှုတွေကဘိုင်ယန်မြူနစ်ပရိသတ်တွေရဲ့ရင်ထဲမှာဆွဲတင်စေမဲ့ပုံရိပ်တွေပါပဲဒီလိုမျိုးအသင်းဘက်ကိုစိတ်ရင်းစီးနေတာနဲ့ပျော်ရွှင်ပေးတဲ့ဘောရကောင်တယောက်ကတော့ဘယ်အသင်းမတော်ဆိုတကယ်လိုအပ်တာပါပဲဒီမှာဒီနေ့ဆက်တဲ့အမား